ငယ်တဦးသည်အသက်ရှူမရဖြစ်နေသောအခါတွင်ဒီမွတ်လှုပ်ဆောင်မှုကိုကလေးများတွင်မလုပ်နိုင်ပါအဲ့ဒါနဲ့ကလေးများအတွက်မလုပ်တင်သောအရာချို့မှာကလေးကိုဒီလိုကင်ပြီးဒီလိုပက်ပက်ခတ်တာဒါမှမဟုတ်ကလေးရဲ့သက်ဆက်ကိုမျက်ွယ်ပြူ၍လက်မရှိမှနဲ့အကြောင်းကားတော့အဲ့ဒါကအတားအဆီးကိုပိုဆိုးလာစေနိုင်ပါတယ်ဒါကနိုင်ငံခြားပစ္စည်းကိုပြန်ထိုးသွင်းနိုင်ပါတယ်ဒါကြောင့်တင်းအနီနဲ့လိုရမယ့်အရာကကလေးအသက်ရှူမရဖြစ်နေတဲ့အခါမှာကလေးရဲ့အယောင်ပြလာပြီး လေးရဲ့ပါဇက်ကအတံမထွက်လာဘူးဆိုရင်တစ်အနေနဲ့လုံရမယ့်အရာကဒါကြောင့်ကလေးကိုဒီလိုကင်မှာတစ်ဖက်လက်နဲ့ကလေးရဲ့ခေါင်းကိုထောက်ပံမှာခေါင်းကိုနည်းနည်းအောက်ဆိုင်ပြီးတစ်လက်တစ်ဖက်ရဲ့ဖနှောက်နဲ့ကလေးကိုနောက်ကျောကိုအကောင်းကောင်းပြစ်ခတ်ပါတစ်ခုနှစ်ခုသုံးခုလေးခုနှာခုကလေးကိုနောက်ကျန်စေပါဤသည့်အပြင်ပစ္စည်းကိုကြည်ပါရှိရင်ထုတ်လိုက်ပါမျက်စိစုံမိမ်မတုပ်ပါနဲ့ ရင်ဘတ်အဆင့်ရှိလက်နှာချောင်းအကူအညီဖြင့်ရင်ဘတ်ကို10စင်တီမီတာစီခန့်ရင်ဘတ်၅ချက်စီပြုတ်လုပ်ပါတစ်ခု၂ခု၃ခု၄ခု၅ခုဒါကိုကလေးရဲ့ပစက်ကအသက်ရှူမရဖြစ်စေတဲ့ပစ္စည်းထွက်လာတဲ့အထိအကူအညီရောက်လာတဲ့အထိဆက်လုပ်ရပါမယ်။